အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ညနေမှာတော့ဒါကျွန်တော် Manchester United အကြောင်းလေးကိုနည်းနည်းလေးဆွေးနွေးမယ်အဲ့တော့ဒါကျွန်တော်မင်းညကအဲ့ပေါ့မင်းညကလည်းဒီသတင်းကထွက်ခဲ့ပြီးမှခုလက်ရှိမှာဒါ tier 2 tier 3ဘက်ကနေပြီးတော့ပြန်တက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းကိုတော့ဒါကျွန်တော်တို့အသင်းကစားသမားတော်တော်များများကပြောင်းရွှေ့ခြင်းနေတယ် ်အမှန်တမ်းပြောဆိုလေဒါ Manchester United အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးပြောမှာဆိုလေဟိုခုနဒါနင်းနင်းလည်းမကျွန်တော်ဒါ Spark video ဒါကြည့်တော့ကြည့်မှာမကြည့်မကြည့်လည်းမကြည့်ဘောတော့ကျွန်တော်ပြောခဲ့တာတခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ United နဲ့ပတ်သက်ပြီးအပြောင်းအရွှေ့နဲ့ပတ်သက်ရင်တော်တော်ပြောရတာအားရဖို့ကောင်းတဲ့တယ်မှာပါတော့ဆိုကစားအခုလက်ရှိမှာ United အခြေအနေအရတည်ကြတယ်မှာတော်တော်လေးကိုတိုင်ပတ်နေတယ်မှာပါဒါပေမဲ့ဘယ်ကစားသမားမဆိုအဲ့တိုင်ပတ်တဲ့ factor အကုန်လုံးကမိထားပြီး United ကလာခေါ်ပြီးဆိုအကုန်လုံးအသိနေတော်များပြောင်းခြင်းတယ် အဲ့ဒါက United ရဲ့အဓိကစံချိန်စံနှုန်းတစ်ခုပဲလို့ပြောလို့ရတယ်။အဲ့ဒါကတော်တော်လေးကိုသဘောကျမှုကောင်းတဲ့အချက်တွေတကတစ်ခုပြောလို့ရတယ်။ဒါဘုနာဘကိုယ့်ရဲ့ပြိုင်ဘက်တွေက United ဆိုတော့ကိုယ်နဲ့တော့မဆိုင်ပါဘူး။ဒါကိုယ်နဲ့ဘာမှမဆိုင်တဲ့ level တစ်ခုလို့လည်းပြောလို့ရတယ်။ဒါပြန်စစချင်းမယ်ဆိုအားကျမှုကောင်းတယ်ပြ။ဥပမာလက်ရှိမှာဒါမင်းညကဘန်ဂျီကော့တင်ခဲ့တယ်။ဒီနေ့မနက်မှာဒါကျွန်တော် TA2 TA source တွေကတင်ခဲ့တဲ့သတင်းရ။လက်ရှိမှာ မာတီနက်စ်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကသူ့ကိုဆက်သွယ်လာတဲ့အချိန်မှာသူဟာမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခြင်းနေပြီဖြစ်တယ်ဆိုတာကိုသိလိုက်ရတယ်ပေါ့နော်အဲ့တော့ပြီးလဲပြီးတော့လက်ရှိမှာမာတီနက်စ်ကိုခုလက်ရှိမှာဆော်ဒီဘက်ကနေပြီးတော့တရားဝင်ကန့်လန့်မှုတွေကိုရှေ့ခဲ့ပေမဲ့လက်ရှိမှာ မာတီနက်စ်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုပဲအလိုရှိနေပြီးမန်ချက်စတာယူနိုက်တက်အသင်းကိုပဲပြောင်းရွှေ့ခြင်းတွေကြောင့်ကိုဘန်ဂျေကော့ပ်စ်ကမနစ်ညာကတင်ဆက်လာခဲ့တယ်ပေါ့နော်အဲ့ဒါကိုလည်းဒီနေ့မနက်မှလားတီယိုတီယိုသရီဆော့စ်ကဒီလိုမျိုးဒါကြောင့်ပြန်တင်လာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ခုလက်ရှိမှာဒါဂိုးသမားနေရာတော့သူတို့အနေနဲ့စဉ်းစားစရာတွေတော့ရှိသေးတယ်။ဘာဖြစ်လို့ဆိုလက်ရှိမှာတီကြတယ်မဲ့အန်ဒရီယိုအိုနာနာအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာလာတဲ့ဆိုင်သူအနေနဲ့သူ့ရဲ့နေရာတော့သူကတိုက်ပွဲဝင်သွားခြင်းတယ်။အဲ့ဒီပြဿနာက United အတွက်စဉ်းစားစရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ Martinez ကိုလက်ရှိမှာဒါ Manchester United ဲ့အသင်းကလည်းဝယ်ရမှာဖြစ်တယ်အလကားစင်းနဲ့ရမှာမဟုတ်ဘူးလူတော်မြတ်တာမတ်မားနဲ့မာတီးရက်စ်ကလက်ရှိကအက်စတွန်ဗလာအသင်းကထွက်ချင်လို့သာထွက်နေတာဒီကစားသမားကမိနစ်တစ်နှစ်ကမှဒါစာရုပ်သက်တမ်းတူထားကစားသမားဖြစ်တယ်ဒါလက်ရှိမှာအက်စတွန်ဗလာအသင်းနဲ့သူနဲ့ဒါအမှန်တရားပြောမှာအက်စတွန်ဗလာအသင်းမှာဆိုသူနဲ့ချန်ပီယံလိဝင်ဝင်ရမယ်ဆူဖလာရဲ့နည်းနည်းနဲ့များဒါချင်းချောက်ပိုင်ခွင့်ဆိုတာဝေးမယ်အမေကြီးပေါ့နော်ဒါကျွန်တော်ကာတာဘောင်းကျွန်တော် FA ဖလာဒါမျိုးတွေတော့ချင်းချောက်ပိုင်ခွင့်ရရမယ်တကယ်နဲ့ဖလာကြီးတွေဆိုခုမဲ့ဆိုရင်တော့ဒါလက်ရှိအနေထားရဆိုရင်တော့အဲ အက်စတန်ဗလာကနေရာတနေရာမဟုတ်ဘူးလို့ဒါကျွန်တော်တို့အက်စတန်ဗလာရဲ့လက်ရှိနေပြဂိုးသမားဖြစ်တဲ့မာတီနက်စ်ကခန်းစားမာတီနက်စ်ကကိုယ့်ရဲ့သူ့ရဲ့အဲ့ပေါ်သူကိုယ်တိုင်လည်းရွှေရဲ့လက်အိတ်တွေပါခဏခဏရထားတဲ့နီးပြအိုး sorry ကစားသမားတယောက်အနေနဲ့သူ့အနေနဲ့သူဒီဒီထက်ပိုကောင်းတဲ့အသင်းသင်းကိုပြောင်း လို့တောင်းတင်နေဆိုတဲ့ feeling ခံစားရတဲ့ကြောင့်မနစ်အဟိုဘယ်နဲ့ကမို့ဒီနှစ်ဒါကျွန်တော်တို့ဟိုရာသီဂုံမှာသူနေတာ Aston Villa သင်းပိတ်သက်တွေကိုနှုတ်ဆက်ခဲ့တယ်ဗောနော်သူနေအသင်းပြောင်းကိုပြောင်းတော့မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ခဲ့ရတယ်အဲ့တော့ပိတ်သက်တွေကိုလည်းမာတီနက်စ်အသင်းပြောင်းတာကိုလက်ခံပြီးခဲ့တယ်အဲ့တော့မာတီနက်စ်ကိုလက်ရှိမှာပထမကတော့ဒါတီတလောက်က sorry အသင်းတွေကခေါ်မယ်လို့တည်ခါခဲ့ပေမဲ့ sorry အသင်းဘက်ကဒါမာတီနက်စ်ကိုဆက်သွယ်ခဲ့ပေမဲ့မာတီနက်စ်အနေနဲ့သူ့ကိုဥရောပကလပ်တွေများလာရောက်ပြီးခေါ်ယူမလားဆိုတဲ့ရည်ရွယ်ချက်နဲ့တူ sorry ရဲ့ကလပ်မှုတွေကိုမငင်းပယ်ဘဲနဲ့ရောဒါကြောင့်လက်မခံသေးဘဲနဲ့ဒါ on the day ပဲမှာဒါကျွန်တော် တောလုပ်ထားခဲ့တဲ့အခြေတစ်ခုဆွဲထားခဲ့တဲ့ဒီညမှာဒါကျွန်တော် Manchester United အသင်းရဲ့ဂိုးသမားလိုအပ်မှုကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်တို့ Emily Martinez ကိုလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကဆက်သွယ်မှုတွေကိုပြုလုပ်ခဲ့တယ်။ကစားသမားဝတာအသင်း United များ ကမြခေါ်မယ်ဆိုရင်တော့ပြောင်းရွှေ့ခြင်းလားဆိုတဲ့ပုံစံမျိုးနဲ့ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်။ကစားသမားကတော့ချက်ချင်းစုလိုကောင်းညစ်ခဲ့ပြီးတော့ဒါမန်ချက်စတာယူနိုက်တက်ကလာခေါ်မယ်ဆိုတော့သူ့အနေနဲ့ဆော်ဒီရဲ့ကန့်လန့်မှုတွေကိုညှင်းပယ်ခဲ့ပြီးတော့သူ့နဲ့ယူနိုက်တက်မှာဆော့ကျင်နေဆိုတဲ့ reply မျိုးကိုသူပြန်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘန်ဂျီကော့ကပြောခဲ့တယ်။အဲ့ဒီနေရာမှာဒါကျွန်တော်ယူနိုက်တက်အတွက်ကဒါကျွန်တော်ကစားသမားနဲ့ပုတ်ကူကြီးရသဘောတူညီမှုကခက်ခဲမယ်နေထားမှာတော့မဟုတ်ဘူး။အဲ့ယူနိုက်တက်နဲ့ပတ်သက်ရင်ဒါမျိုးကျွန်တော်တိတ်သဘောကျတာဘာလဲဆိုတော့ပုတ်ကူကြီးရရသဘောတူညီမှုကတော်ရုံတန်ရုံခက်ခဲတဲ့ club ကမန်ချက်စတာယူနိုက်တက်အသင်းကဘယ်တော့မှဟုတ်မနေဘူး။အခုလက်ရှိမှာမက်သီးယူ US corner ဆိုလဲ Manchester United ငငယ်လေးကလေးအားပေးလာတူတောင်မလို့ Matthews corner အနေနဲ့တခြားသောအသင်းတွေကြားတဲ့ကနေပြီး United ကိုရွေးချယ်ပြီးစာချုပ်ဖြတ်သိမ်းခြင်း United အသင်းပေးလိုက်အောင်ပဲလက်ရှိမှာလဲ Brian Ambwabu လဲဒီတိုင်းပဲ Brian Ambwabu ဆိုလက်ရှိမှာဒါကျွန်တော်တို့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့ရှင်ခေါ်တဲ့အချိန်မှာ Spurs အသင်းကလက်ရှိမှာ United ထက်ပေးတဲ့ငွေတောင်မှ Brentford ကိုပို့ပေးမယ်မင်းလားမလားဆိုတော့မှ Brentford အသင်းကဒါလက်ခံပဲဆိုရင်တော့မှလက်ရှိမှာ Brian Ambwabu အနေနဲ့ United အသင်းကိုပဲပို့ပြီးတော့ရွေးချယ်ဖို့ရာခိုင်နှုန်းများနေတယ်ဒါကြောင့်မို့လဲ Spurs အသင်းကခုလက်ရှိမှာ Brian Ambwabu နဲ့ဒါအပြောင်းအရွှေ့မှာနှုတ်ထွက်သွားခဲ့ပြီး United အသင်းကပဲကြံခဲ့တယ်မှာပါတယ်ဒီတိုင်း မီတာဟီဂိုအကဒိုက်ရဲ့ဒါတိုက်စစ်မှုအပြောင်းအရွှေ့မှာလဲမန်ချက်စတာယူနိုက်တက်ဆိုတဲ့နာမည်ချလိုက်တာနဲ့ဟီဂိုအကဒိုက်နဲ့သူဒါပရီးမီးယားလိမှာစိတ်ဝင်စားတဲ့ကလပ်ပဲရှိခဲ့ပေမဲ့အကဒိုက်ကိုယ်တိုင်ကလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကိုလူလူလလပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုဒါတွေ့လာခဲ့ရမှာပါတယ်အခုလက်ရှိမှာဒါမာဒီနက်စ်ဒီစနေရီယိုတိုင်းပဲဒါလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းကစိတ်ဝင်စားတဲ့ဆိုရတဲ့အခုလက်ရှိမှာဆော်ဒီဘက်ကဒါဒီထက်ပို့ပြီးတော့ဈေးတွေအများကြီးပေးထားတဲ့အော်ဖာကိုတော့မေ့ထားပြီးယူနိုက်တက်အသင်းကိုလူခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုချက်ချင်းပြအဲ့တော့ ခင်ဗျားကြိုက်တယ်လို့ပြောလို့ရတယ်ကြိုက်တယ်ဥမာခဏဟာ United တဲ့ဒါဆိုရင်အသင်းလေအသင်းလက်အသင်းတွေကကစားသမားတွေကိုပဲ United အသင်းကခေါ်နိုင်တယ်ဆိုရဲစကားလုံးခင်ဗျားပြောချင်းပြောလို့ရတယ်ဒါပေမဲ့အဲ့အသင်းလက်အသင်းငယ်ကစားသမားတွေကိုခေါ်ဖို့နေရာမှာ United အသင်းကပုံကူကြီးရတဲ့သဘောတူညီမှုရဖို့အတွက်ဘစ်တော့မှခက်ခဲတဲ့အသင်းတွေတောင်မပါခဲ့ဘူး ဲဒါတော့သဘောကျဖို့ကောင်းတယ်ဗျဒါထွက်ကြတယ်ဒါဟုတ်နာပေါ်သူပဲဒါငွေနဲ့များတယ်ဗောနော်ခင်ဗျငွေနဲ့များခုလက်ရှိမှာဗျာဘယ်အသင်းစပါးလို့စပါးလို့တင်းတင်းကလွန်အခုချိန်မှာဒါလုခလာစာမပေးတဲ့အသင်းကဘယ်အသင်းရှိလို့လဲ Chelsea လက်တာပေးတင်ပေးနေတာပဲဟုတ်တယ်မလီဗာပူးဆိုလည်းခုလက်ရှိမှာဒါကြောင့် Florian Risk ကိုတပတ်လုခလာစာ3သိန်း Van Van Dijk ဆို4သိန်းလောက်နေနေပေးနေရတာပဲဟုတ်တယ်မကျွန်တော်ပြောတာအခုလက်ရှိမှာလုခလာစာမပေးတဲ့အသင်းကဘယ်အသင်းရှိတယ်အခုလက်ရှိမှာဒါကြောင့် Arsenal သိန်းဆိုဒါ Gabriel ကိုဒါ Saliba ကိုတပတ်လုခလာစာ3သိန်းနဲ့3သိန်းခွဲကြညှိထားတာပဲ Saka ဆိုလည်း3သိန်းခွဲလောက်ရှိတာပဲအဲ့တော့ လဆာအများကြီးပေးပြီးအဲ့တော့လဆာအများကြီးပေးတယ်ဆိုတဲ့စကားဆိုတော့ဒါ United လဆာအများကြီးပေးတယ်သူများကြီးလည်းပေးနေတာအခုလည်း United လည်းပေးနေရတာအဲ့တော့ City ကပြောမနေနဲ့ပေါ့နော် City က Haaland ဘယ်လောက်ပေးထားလဲအကုန်လုံးသိပြီးသားအဲ့တော့ သိပြီဒါတွေကပြောစရာမလိုအဲ့တော့တရှိမှာလည်း United အသင်းနဲ့ပတ်သက်ရင်တော့ဒါဒီကစားသမားတော်တော်များပုတ်ကူရေးရာဒါကြောင့်သဘောတူညီမှုကတော့အဲ့လောက်ဒီခက်ခဲတဲ့အနေအထားမှာတော့မရှိသူတို့နေတာလွယ်ကူတဲ့အနေအထားတစ်ခုအနေနဲ့ပဲရှိတယ်လို့ပြောလို့ရမယ်ထဲမှာပါပါလေအဲ့တော့မြည်သွမင်းစိုးစေကမဟုတ်လည်းရှိဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒါဟိုအမာဒီနက်ကိုသူတို့နေခေါ်ခြင်းနဲ့ဒါပေမဲ့ပြဿနာနောက်တစ်ခုက Aston Villa ကတောင်းတဲ့ဈေးကတော်တော်လေးကိုမြောက်တယ်လို့သိရတယ်မှာပါ Aston Villa ဘက်ကနေခုရဲ့အချိန်မှာဒီအပြောင်းရွှေ့တွေအတွက်ပေါင်တန်း40နဲ့ပေါင်တန်း90ကျလောက်လိုချင်တယ်ဂိုသမားတယောက်ကိုတော့ဒါကျွန်တော်တို့အဲ Manchester United အသင်းနဲ့ဒီလောက်ထိတော့ပြီးဖို့လုံးဝစီစဉ်မရှိဘူး United အသင်းနဲ့ Kay Martinez ကိုခေါ်မယ်ဆိုရင်တော့ပေါင်တန်း30နဲ့တန်း30ကျားတွဲလောက်ပဲ United ဘက်ကနေပြီးဖို့စီစဉ်ရှိတယ်အဲ့တော့ပြောင်းရွှေ့ဈေးကတော့လက်ရှိမှာ United အသင်းတွေတကယ်ကိုအဟန့်တားတစ်ခုဖြစ်တယ်ဒါပေမဲ့ပြဿနာနောက်တစ်ခုကလည်းခုနက United အသင်းနဲ့ Martinez ကိုခေါ်ပြီးရင်တော့ Onana ကိုရောင်းကိုရောင်းရမယ်ဒီသားမှရှိတယ်အဲ့တော့ဂိုသမားနဲ့ပတ်သက်ပြီး ီပြောရမယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ဂိုးသမားတဲ့အရန်ဖြစ်တဲ့အောက်တီဘရင်နာကိုတော့လက်ရှိမှာ Turkish Super League Club တွေနေတော်တော်လေးကိုစိတ်ဝင်စားနေတယ်အခုလက်ရှိမှာဒါ Super League Club တွေနေဒီကစားသမားကိုခေါ်ဖို့အတွက်၃သင်းလောက်ကဒါတရဝင်ကန့်လတ်မှုတွေကိုပြုလုပ်လာနိုင်တယ်ဆိုပြီး Manchester United အသင်းကကနေပြောသတင်းတွေထွက်လာတယ်လက်ရှိမှာ United ဘက်ကလည်းဒီကစားသမားကိုရောင်းကိုရောင်းသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့သိရတယ်အဲ့တော့ United ဘက်ကလက်ရှိမှာ Martinez ကိုခေါ်ခြင်းပေမဲ့ United ဘက်ကပြန်စစ်ဆေးရမှာအကယ်ဦးနာနာသာအသင်းမှာဆက်ရှိနေမယ်ဆိုရင်တော့သူတို့နေနေတော့ကျွန်တော်တို့အရန်ကစားသမားပုံစံ ံလောက်ပဲဥမာလက်ရှိမှာမာဆင်းဘုံကာလို့ပုံစံမျိုးလောက်ပဲသူ့အနေနဲ့ကော်နာမိုဒူနာပေါ်တူဂီလက်ရှိမှာဒါအီတလီမှာကျင်လေချက်စားနေရတာကျွန်တော်တို့အဲဘဒူးကျွန်တော်ပြောတာဘဒူးတော်မေ့သွား sorry ဘဒကောင်နမေ့သွားပြီကျွန်တော်အာ fuck ဦးအာဝါဆူဆူဂီ Suzuki Suzuki ဒါကျွန်တော်အီတလီဒါကျွန်တော်တို့အီတလီနိုင်ငံမှာစော်နေတဲ့ဒါကျွန်တော်တို့ဂျပန်ကစိုးသမားဖြစ်တဲ့ဒါကျွန်တော်တို့ Suzuki ကိုလည်း United အသင်းနဲ့ပြတ်မှတ်ပြန်ထားနေဆိုတဲ့အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ဂိုးသမားနဲ့ပတ်သက်ရင်တော့ဒီနှစ်မှာအပြောင်းအလဲတွေအများကြီးရှိသွားနိုင်လို့မြင်နေ Onana ရဲ့အပြောင်းရွှေ့ကို United ဘက်ကအခုချိန်ထိတိုးနေတော့ပဲ ကစားသမားကသူ့အနေနဲ့အသင်းမှာဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတာမှန်ပေမဲ့တကယ်တမ်းနင်းသားငါလားဟိဆိုတဲ့ movement တွေမှာတော့ဒါကျွန်တော် Manchester United ဘက်ကကဦးနာနာအခုချိန်ရောင်းချခြင်းလုံးပဲဦးနာနာတော့အခုလက်ရှိမှာ sorry က club တချို့အနေနဲ့တရားဝင်ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေလို့သိရတယ်မှာပါတယ်ဒါပေမဲ့ကစားသမားကိုယ်တိုင်ကဒီ sorry အသင်းနဲ့ဒါတရားဝင်စကားပြောဖို့အတွက်ညှင်းဆင်နေပြီးတော့ဒါ United အသင်းတို့ United အသင်းစီမှာပဲဒါတိုက်ပွဲဝင်သွားဖို့အတွက်တောက်လျှောက်ဒါလုပ်နေတော့ United အတူချုံမြတ်ပြောမှာ United အသင်းကလက်ရှိမှာဒါ Martinez ကိုခေါ်ယူခြင်းနဲ့ကစားသမားဘက်ကလည်းဒါ United ကိုပြောင်းခြင်းနဲ့ဒါကခုနအဓိကအပြောင်းရွှေ့ဂျေးကဒါပြဿနာကြီးတစ်ခုဖြစ်တဲ့ United ဘက်ကခုလက်ရှိမှာဒါကျွန်တော်ဂိုးသမားနေရာအတွက် Onana ကမပြောင်းမှုဆိုတော့ Martinez ကိုခေါ်ယူဖို့ခက်ခဲမယ်အတူချုံအနေနဲ့ပြန်ပြောရမယ်ဆိုတော့ Manchester United အသင်းနဲ့ဒါလက်ရှိမှာတော့လက်ရှိ budget အရဆိုတော့အရန်ဂိုးသမားပုံစံမျိုးနဲ့ဒါခေါ်ယူဖို့အတွက်အခြေအနေရှိနေတယ်ဆိုတဲ့သဘောမျိုးပဲဖြစ်သွားပါတယ်အဲ့တော့လောက်ပါပဲအဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ် ဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U2 မှာကျင်းလူစံပေါအောင်ကိုကြည့်လို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်ကကွန်မန်တွေထဲမှာတော့ Youth Sport Media 3.0နဲ့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပြချက်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလည်း click ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0နဲ့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပြချက်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါရများများလေးလည်း click ဖို့မမေ့ကြပါနဲ့များများ click မှာများများနိုင်အောင်ဖြစ်ပါတယ်ဒီပေါ်ဗျာ